အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့အလွယ်ဆုံးနီလန်းလေးဖြစ်တဲ့ biscuit cake လေးကိုအလွယ်တကူလေးလုပ်တဲ့လုပ်နည်းလေးပါ oven မလိုဘဲနဲ့အလွယ်ဆုံးနီလန်းလေးဖြစ်ပါတယ်နော်ကဲကျမရဲ့လုပ်နည်းလေးကိုကြည့်ကြရအောင်ပထမဆုံးဇလုံးထဲမှာကြက်ဥတလုံးဖောက်ထည့်မယ်ဒီကြက်ဥကိုတမအောင် ကျမခဏလေးမွေးထားပါမယ် ဒီကျက်ဥလေးတမတော်ပြီဆိုတော့ကျမဒိန်ချင်ကိုထည့်ပါမယ်။ဒိန်ချင်ကတော့ထမင်းစားစွန်းသုံးစွန်းစာကိုထည့်ထားပါတယ်။ကိုကြိုက်တဲ့ဒိန်ချင်အမျိုးအစားကိုအသုံးပြုလို့ရပါတယ်နော်။ဒီဒိန်ချင်နဲ့ကျက်ဥကိုတမတော်အောင်လို့ခဏလေးကျမပြန်မွေးထားပါမယ်။တင်ချင်းရဲ့ကျက်ဥရဲ့တမတော်ပြီဆိုရင်တော့စအနေငယ်ကိုထည့်ပါမယ်။ ပြီးတဲ့ခါကျတော့ baking powder ပါဒါလေးကလက်ဖက်ရည်စွန်းတစွန်းပါထည့်ထားမယ်။ပြီးရင်တကြောက်ကို ထမင်းစားစွန်းနှစွန်းထည့်ထားပါမယ်။အားလုံးတမတ်သွားအောင်လို့ခဏလေးကျွန်မပြန်မွေထားပါမယ်။အားလုံးတမတ်သွားပြီဆိုရင်တော့ဒီစကားထဲမှာဂျုံမုတ်ကိုထည့်ပါမယ်။ဂျုံမုတ်ကတော့100နဲ့80 gram ရှိပါတယ်နော်။ ပြီးရင်ဒီစကားနဲ့ဒီလိုမျိုးစစ်ထားပါမယ်အခုကျမဒီထဲမှာဒိန်ချင်ထည့်လိုက်တော့ပို့ပြီးတော့အရာသာလဲရှိသလိုစိမ့်စိမ့်လေးလဲဖြစ်စေပါတယ်နော်အားလုံးပြီးသွားပြီဆိုရင်တော့တမတ်အောင်ကျမဒါလေးနဲ့ခဏလေးပြန်မွေထားပါမယ်။မုတ်သားလေးတွေအားလုံးတမတ်သွားပြီဒီလိုအနေထားလေးဆိုရင်တော့စီကိုထမင်းစားစွန်းသွန်းစာကိုထည့်ထားမယ်။ ပြီးရင်ခဏလေးပြန်မွေထားပါမယ်။စီထည့်လိုက်တော့မုတ်သားလေးတွေကပ်ပိုပြီးတော့ပျော့ပြောင်းလာပါတယ်နော်။ဒီလိုအနေထားလေးဆိုရင်တော့မုတ်သားလေးတွေကိုဒီ plastic အိတ်ထဲမှာထည့်ထားမယ်။ အလုံးထက်ပြီးသွားပြီဆိုရင်တော့ဒီအဖျားလေးကိုကက်ကြီးလေးနဲ့ဖြတ်ထားပါမယ်။စာကြော်လို့ရနေပါပြီ။ဒဲဥပူပူထဲမှာစီနည်းနည်းလေးထည့်ထားပါမယ်။ဒီစီလေးတွေကိုပြက်နေအောင်ဒါလေးနဲ့ဖြန့်ထားပါမယ်။အလုံးပြက်နေပြီဆိုရင်တော့မုတ်သားလေးတွေကိုအตาကလေးဒီလိုမျိုးပုံစံလေးလှုပ်ထားပါမယ်။ဒဲဥစန်းတလောက်ကိုကျမဒီပုံစံလေးလှုပ်ထားပါမယ်။ ိုကခက်ကြီးကြီးကြက်ရင်လည်းခက်ကြီးကြီးလေးလုံလို့ရပါတယ်နော်မိကိုတော့အနိုင်ဆုံးမှာကျမထားထားပါတယ်တဲဥပူပူနဲ့မိအနိုင်ဆုံးလေးနဲ့ဆိုရင်တော့အနီတော်လေးဖြစ်ပါတယ်နော်အခုဆိုရင်တော့အကုန်လုံးထည့်ပြီးသွားပါပြီ။2မိနစ်လောက်ကိုဒီတိုင်းပဲထားထားပါမယ်။ အခုဆိုရင်တော့2မိနစ်ရှိသွားပြီဆိုတော့ပြောင်းပြန်လန်ထားပါမယ်။ကဲကြည့်ပါဦးစားချင်းစရာလေးနော်။အကုံလုံးကိုကျမပြောင်းပြန်လန်ထားပါမယ်။ဒီအပေါ်ကနေဒီလိုမျိုးလလပပလေးဖြစ်တော့အောင်လို့ဖြည့်ဖြည့်ထားပါမယ်နော်။ အားလုံးကိုအပေါ်အောက်လေးလန်ထားပြီးသွားပါပြီနော်အဖုံးဖုံးပြီးတော့2မိနစ်လောက်ကို ကျမဒီတိုင်းပဲထားထားပါမယ်အခုဆိုရင်တော့2မိနစ်လဲပြည့်သွားပါပြီနော်ကြည်ပါအောင်အထဲမှာကျွတ်ကျွတ်ရွရွလေးရှိနေပါပြီဒီလိုအနေထားလေးဆိုရင်တော့ရနေပါပြီကတ်မတော့အောင်တော့ဒီလိုမျိုးခါထားမယ်ပြီးရင်ဘန်းထဲမှာထည့်ထားမယ် ကဲကြည်ပါအောင်လက်လက်ပါပါလေးနဲ့เนาะစားချင်းစရာလေးပါဒါလေးတွေကိုဒီတကြားထဲမှာနှစ်ထားပါမယ်ချိုချိုလေးဖြစ်သွားအောင်လုပ်ပါเนาะကိုကအချိုမကြိုက်ဘူးဆိုရင်တော့ဒီတိုင်းလဲစားလို့ရပါတယ်เนาะကျမကတော့ချိုချိုလေးကြိုက်တော့ဒီတကြားထဲမှာပဲအကုန်လုံးကို ကျမဒီလိုမျိုးလုပ်ထားပါမယ် ကဲအခုဆိုရင်တော့အကုန်လုံးပြီးသွားပါပြီเนาะကြည့်ပါအောင်စားချင်းဆရာလေးပါเนาะတခိုးလောက်ကိုယူထားမယ်ကဲကြည့်ပါအောင်လလပပလေးเนาะဒီဘစ်ကိတ်မုတ်လေးကဒိန်ချင်နဲ့လှုပ်ထားတော့စိမ့်စိမ့်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်เนาะလက်ဖက်ရည်ကော်ဖီနဲ့ဆိုရင်တော့ပိုးပြီးတော့အရသာရှိပါတယ်ကဲအလဲမာလည်းကြည့်ပါအောင်အီးရည်လေးเนาะတော်တော်လေးကိုစားလို့ကောင်းတယ်ကိတ်မုတ်လေးပါတစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ် စမ်းကြည့်လိုက်တော့လဲတော်တော်လေးကိုအရသာရှိပါတယ်ဒိန်ချီမရှိဘူးဆိုရင်လဲနွားနို့ကိုအစားထုတ်လို့ရပါတယ်နော်တင်ချင်နေဆိုတော့ပို့ပြီးတော့အရသာရှိပါတယ်အခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လဲအားပေးကြပါအောင်ရှင်ကျေးဇူးများကြည့်တင်ပါတယ်